ာလဲဆိုတော့တတနာဝိတုဒ္ဓိယတတဝါတို့ရဲ့စိတ်ဓာတ်ဖြူရှင်တန်ရှင်းသွားလိမ့်မယ်တတိပဌံတရားကိုအာထုတ်ရင်တတိပဌံတရားကိုအာထုတ်ခြင်းအဖြစ်နံပါတ်1ရရှိမဲ့အကျိုးကျေးဇူးသည်စိတ်ဓာတ်ဖြူရှင်တန်ရှင်းခြင်းဆိုတဲ့အကျိုးကျေးဇူးပေါ့တရားမတော်ဦးဇင်းတို့ရဲ့စိတ်ဓာတ်ကများသောအားဖြင့်အာယုန်နေနဲ့တွေ့လာတာကိုအကြောင်းပြုပြီးတော့ ယာကဒေါသမောဟအညစ်အကြေးတစ်မျိုးမျိုးကတော့ပေကျံသွားတာပဲများတယ်ပေါ့နော်ဘာဝနာတရားနဲ့ကင်းနေတဲ့အချိန်တိုင်းအချိန်တိုင်းမှာဒီစိတ်ကလေးကအယောင်တစ်မျိုးမျိုးတော့အဆိုးခံလိုက်ရတယ်ပေါ့စိတ်ရဲ့သဘာဝနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဦးဇင်းတို့ပြောကြည့်ခြင်းနဲ့ပါဝတ္တကမိဒံဘိခဝေစိတ်တံအာဂန္တုကေဟိဥပကိလေတိဟိဥပကိလိဋ္ဌံအေဂုတ်တော်ပါဠိတော်ဧကနိပတ်ထမှာမြတ်စွာဘုရားဟောတာ စိတ်ဆိုတာပင်ကိုယ်သဘောအဖြစ်ဖြူရှင်တော့ပါတယ်တဲ့စိတ်ကလေးကဒါပေမဲ့လို့အာကန္တုကေဟိဥပကိလေတေဟိဥပကိလိဌာဧသေးတပွဲဖြစ်တဲ့ရာဂဒေါသမောဟကိလေသာတရားတို့ကြောင့်ဒီစိတ်ကလေးဟာညှဉ်းနှွမ်းသွားရတယ်တဲ့ဟောကိလေသာတရားတွေဟာစိတ်ကိုညှဉ်းနှွမ်းအောင်လုပ်တဲ့ပေါ့ဒီနေမှာကိလေသာတရားကိုမြတ်စွာဘုရားကအာကန္တုလို့သုံးတယ်နော်အာကန္တုဆိုတာဘာတော့ဧသေးပေါ့ ဟုတ်လားအမြဲတမ်းတည်ရှိနေတာတော့မဟုတ်ဖြစ်เสียအကြောင်းဆုံးလာတဲ့အခါမှာဖြစ်လာတယ်ပြီးတော့လည်းပဲမရှိတော့ဘူးအဲ့တော့ဒီနေရာမှာခက်နေတာတခုကဒကာဓမ္မတို့ဦးဇင်းတို့ဘာဝနာတရားနဲ့ကင်းနေတဲ့အချိန်တိုင်းလိုလိုမှာဒီရံကဒေါသမောဟဆိုတဲ့ကိလေသာတရားတွေကဧည့်သည်လို့ဆိုညာတော်လည်းပဲအင်းရှင်လို့ကိုမင်းမူနေတာကတော့စဉ်းစားတရားရှိတယ်ပေါ့ဟုတ်လားခဏခဏဖြစ်နေတော့အင်းရှင်လို့ကိုဖြစ်နေတယ်ပေါ့ဒါကြောင့်ဒီစိတ်က တန်တရားတစ်ခွင်ကနေပြီးတော့ဒီကနေ့တိုင်အောင်ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းအယောင်ဆိုးသောအဖြစ်ဒီဧည့်တွေကမင်းမှုပြီးတော့နေတဲ့အတွက်ကြောင့်စိတ်ကလေးကညစ်နွမ်းနေတယ်ပေါ့ဟုတ်လားအဲ့ဒီညစ်နွမ်းမှုကိုစင်ကြယ်သွားခြင်းနဲ့တန်ရှင်းသွားခြင်းနဲ့ဆိုရင်တတိပဋ္ဌာန်တရားတည်ဟူသောရေဖြင့်ရှင်းကြောရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါတတိပဋ္ဌာန်တရားကိုအထုတ်ခြင်းအဖြစ်ဒကာရမတို့ဦးဇင်းတို့ရဲ့စိတ်သက်ကလေးဟာတဖြည်းဖြည်းနဲ့ဘာလို့လဲဖြူရှင်းလာပင်တဲ့ တတိစိတ်တဖြူစင်တန်ရှင်ခြင်းဆိုတာလေးကိုတော့အသိဉာဏ်ရှိတဲ့လူသားတိုင်းဟာတံပိုးထားပါလေ။နော်တိတိတာတာပဲဖြစ်ဖြစ်မတိမတာပဲဖြစ်ဖြစ်ဖြူစင်တဲ့စိတ်ဓာတ်ကိုတံပိုးထားတဲ့သဘာဝလူတိုင်းမှာရှိတယ်။ဆိုကြပါစို့လူတယောက်ဘလောက်ပဲရုပ်ချောချောဘလောက်ပဲဥစ္စာပစ္စည်းပေါပေါဘလောက်ပဲပညာတွေတက်တက်စိတ်ဓာတ်ကြီးကအောက်တန်းကြတဲ့ညှဉ်းနှွမ်းနဲ့ပုတ်လိုက်တာဆိုရင်အဲ့ဒီလိုလူမျိုးကိုမျက်နှိုးနိုင်မလား။ အမျက်နှောနိုင်ဘူးတံခိုးကထားနိုင်မလားမထားနိုင်ဘူးဘာဖြစ်လို့တော့စိတ်တဲ့ကြီးကအောက်တန်းကြလို့စိတ်တဲ့ကြီးကညှဉ်းနှောမှုတွေများလို့ဟုတ်လားအဲ့တော့ကျန်တာတွေဘလောက်ပဲတောနေနေကောင်းနေနေပြည့်စုံနေနေစိတ်တတ်မကောင်းဘူးဆိုရင်အဲ့ဒီလူကိုလူတိုင်းကယွန်နေပေါ့ဟုတ်လားအဲ့ဒါပါလဲဆိုတော့စိတ်တတ်ကောင်းနေဆိုတာလေးကို မျက်နှိုးတယ်လို့ပြောရမရောဘူးလားရောက်တယ်နော်ခုဆိုကြပါစို့ဦးဇင်းတို့ပို့ပြီးတော့ပေါ်လွင်ထင်ရှားအောင်ပြောကြည့်မယ် ဒီကမ္ဘာလောကကြီးမှာအမြင့်မြတ်ဆုံးလူသားဟာဘယ်သူလဲတန်ဖိုးအကြီးမားဆုံးလူသားဟာဘယ်သူလဲလို့မေးရင်မြတ်စွာဘုရားလို့ဖြေတတ်ကြပြီးသားဟုတ်လားဘာဖြစ်လို့မြတ်စွာဘုရားဒီတန်ဖိုးအကြီးဆုံးအမြင့်မြတ်ဆုံးလူသားဖြစ်ရလဲလို့တစ်ဆင့်မေးမယ်ဆိုရင်တော့စိတ်တက်အဖြူရှင်ဆုံးအတန်ရှင်ဆုံးဖြစ်လို့ပါလို့ဖြေလိုက်ဖို့ပဲရှိတယ်ဟုတ်တယ်မဟုတ်လား မြတ်စွာဘုရားရဲ့စိတ်သက်သည်ရာဂဒေါသမောဟဘာအယောင်မှမရှိတော့ဘာညင်တော့မှုမှမရှိဘူးဘလောက်လိုချင်စရာကောင်းတဲ့အာယုံနဲ့တွေ့လို့မှမြတ်စွာဘုရားမှာလောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်မကြည်နက်စရာကောင်းတဲ့အနေအထားတွေကြုံလို့မှမြတ်စွာဘုရားမှာဒေါသဖြစ်တယ်စိတ်တူတယ်စိတ်ဆိုးတယ်ဆိုတာမရှိဘူးမြတ်စွာဘုရားရဲ့စိတ်သည်အလွန်တရာမှဖြူရှင်တယ်ဒီနေ့မှာယဟန္တာအရှင်မြတ်တွေလည်းပဲရာဂဒေါသမောဟကင်းတော်မူကြတာပါပဲသို့တော့ယဟန္တာအရှင်မြတ်တွေကြတော့ ဝါသနာကြံနေတဲ့ဝါသနာကြံနေဆိုတာကကိုရှင်တို့အနှစ်နှစ်အလားလားကထည့်ပြီးတော့တောက်လာတဲ့အရက်ပလင်းဟုတ်လားအဲ့ဒီအရက်တွေကိုတွန်းတွန်းပြီးတော့ရေနဲ့ဆေးလိုက်အောင်ဘာအရက်မှမရှိတော့ဘူးသို့တော့နန်းကြီးအနံ့လေးကတော့ရှိနေသေးတယ်သူကအနှစ်နှစ်လာလာဒီထဲမှာထည့်ပြီးတော့သုံးဆွဲလာတာဆိုတော့ထုံးနေရဟုတ်လားအဲ့တော့ဝါသနာဆိုတာအဲ့ဒီသဘောလေးနော်အရက်တော့မရှိတော့ဘူးဒါပေမဲ့အနံ့ကလေးကတော့ ရှိနေသေးတယ်တရားနာအရှင်မြတ်တွေလည်းပဲဒါဦးဇင်းတော်ကအနှံ့ရှိတယ်ပြောတာမဟုတ်ပါဘူးဝါသနာရဲ့သဘောကိုပြောပြတာဟုတ်လားကိလေသာကိုပယ်ရှားပြီးမှန်တော်လည်းပဲဝါသနာကြံနေတယ်အလေးအလာလေးကကြံနေတယ်မြတ်စွာဘုရားကြံတော်ကိလေသာကင်းတာကဝါသနာနဲ့တကွကင်းတော်မူတယ်တဲ့ဒါကြောင့်မြတ်စွာဘုရားစိတ်သက်သည်အဖြူရှင်သုံးအပန့်ရှင်သုံးဖြစ်ရတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားသည်အမြင့်မြတ်ဆုံးတန်ဖိုးအကြီးဆုံးဖြစ်ရတယ် အဲ့တော့လူတယောက်တန်ဖိုးရှိမရှိမြင့်မြတ်မှုရှိမရှိဆိုတာသူ့ရဲ့စိတ်ဓာတ်ဖြူရှင်မှုညံ့နွမ်းမှုပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်ကြရတာမျိုးလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒီနေ့မှာဦးဇင်းတို့စာထဲမှာပြောထားတာလေးတွေရှိတယ်ရူပံပိတံကိလိဌံပိတံကိလိတံတိမာနဝရူပေတုတ်တေဝိတုဇံတိအနက်ခတံမဟိတိနာယုံညံ့နွမ်းလို့တတ္တဝညံ့နွမ်းရတယ် ရုပ်ရှင်ကျေလို့တတဝါစင်ကျေရတယ်လို့မြတ်စွာဘုရားမဟောပါဘူးတဲ့နော်ရုပ်တည်ညင်နွမ်းလို့တတဝါတွေညင်နွမ်းသွားတာရုပ်တည်စင်ကျေလို့တတဝါတွေစင်ကျေသွားတာလို့အဲ့ဒီလိုမျိုးမြတ်စွာဘုရားမဟောပါဘူးတဲ့စိတ်တံပိတံကိလေသာံပိတံကိလေသာံတိမာနဝစိတ်တိတုတ်တိဝိတုဇံတိအေဝံဝုဒ္ဓံမဟေတိနာစိတ်တန့်ရှင်းလို့သာတတဝါတန့်ရှင်းရတယ်စိတ်ညင်နွမ်းလို့သာတတဝါညင်နွမ်းရတယ်လို့သာမြတ်စွာဘုရားဟောပါတယ်တဲ့ ဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့စိတ်တက်ကလေးကိုဖြူရှင်းတန်ရှင်းဖို့အတွက်ဘက်ပေါင်းစုံကနေပြီးတော့မှန်မှန်ကန်ကန်စဉ်းစားပြီးတော့ကြိုးစားအထောက်နိုင်ကြဖို့မလိုဘူးလားလိုတယ်ဒီနေ့မှဦးဇင်းတို့စိတ်တက်ဖြူရှင်းခြင်းတန်ရှင်းခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါတိုင်းမှာဂါထာလေးတစ်ခုဦးဇင်းတို့အမြဲတမ်းထည့်ထည့်ပြောပြတယ်ပေါ့အဲ့ဒီဂါထာလေးကိုလည်းဦးဇင်းတို့အလွန်သဘောကျပါတယ်ဗာပြောထားတော့ဆိုတော့ကာယီမလံမူပိခာယစိတ်တိမလံစဒောဝတု စိတ်တည်ဟိနေမလေတန်တော်ပုတိကာယောပိပူရှိတော်တဲ့ကာယေမလံကိုမှဖြစ်နေတဲ့အညစ်အကြေးကိုဥပိ္ပခာယလိလျူရှုပြီးတော့စိတ်တည်မလံစစိတ်မှဖြစ်နေတဲ့အညစ်အကြေးကိုကြတော့ဒောဝတုပြောင်းစင်အောင်ရှင်းကြောပါကိုယ်မှဖြစ်နေတဲ့အညစ်အကြေးကိုလိလျူရှုပြီးတော့စိတ်မှဖြစ်နေတဲ့အညစ်အကြေးကိုပြောင်းအောင်ဆေးပါဒီနေရာမှာကိုယ်မှဖြစ်နေတဲ့အညစ်အကြေးကိုလိလျူရှုရမယ်ဆိုတာက တကူကြီးတကာရတန်ရှင်းရေးမလို့ရဘူးလို့ဆိုလိုတာမဟုတ်ပါဘူးဟုတ်လားတတိချာချာစဉ်းစားကြည့်ပြန်တော့လည်းပဲဒီခန္ဓာကိုယ်ကြီးကຢ່າနှုံးပြီးပြောင်းရှင်တန်ရှင်းအောင်ဆေးကြောလို့ရနိုင်ကောင်းတဲ့အရာလည်းမဟုတ်ပါဘူးဒါကြောင့်လစ်လျူရှိရတဲ့အပိုင်းတွေမရှိဘူးလားရှိတာပေါ့တကယ်တကယ်စဉ်းစားကြည့်ရင်ခန္ဓာကိုယ်ဆိုတာကအညစ်အကြေးတုံးကြီးလို့ပြောမယ်ဆိုရင်တော့ပြောလို့မရဘူးလား ရတယ်နော်ဒါကြောင့်ကိုမှဖြစ်နေတဲ့အညစ်အကြေးကိုလိလိရှုပြီးတော့စိတ်မှဖြစ်နေတဲ့အညစ်အကြေးကိုကြတော့ဘာလုပ်ရမလဲပြောင်းရှင်အောင်ရှင်းကြရမယ်ပဋိပဒံဘာဝနာတွေကိုပွားများပြီးတော့ပြောင်းအောင်ကြိုးစားရမယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့ဒါတကယ်လို့ကိုကကြိုးစားအထုတ်လို့စိတ်မှအညစ်အကြေးကင်းခဲ့မယ်ဆိုလို့ရှိရင်တဲ့စိတ်တည်ဟိနေမလေးတန်တော်စိတ်မှအညစ်အကြေးကင်းတဲ့အဲ့ဒီသူတော်ကောင်းကို ပုတိကာယောပိပူဇိတောပုတ်သောခန္ဓာပင် ရှိပါတော်လဲပဲအဲ့ဒါပူဇော်တိုက်တယ်တဲ့နော်စိတ်အငြိအကျင်းကင်းမယ်ဆိုရင်ပုတ်သောခန္ဓာပင်ရှိပါတော်လဲပဲဗါတဲ့တော့ပူဇော်တိုက်တယ်တဲ့ဒါလည်းဟုတ်တာပဲစဉ်းစားကြည့်နော်သူတော်ကောင်းဆိုတာလည်းပဲအပုပ်စက်နဲ့တိဆောက်ထားတာရုပ်ပိုင်းဆိုင်ရာကိုကြည့်မယ်ဆိုရင်ဟောသူရုပ်မှာဆိုတာကလည်းပဲအပုပ်စက်တွေနဲ့တိဆောက်ထားတာရုပ်ပိုင်းဆိုင်ရာကတော့တည်ပြီးတော့ကိုပြားချမ်းသာတယ်လို့မဆိုနိုင်ဘူး တကယ်သူယုံမှသူတော်ကောင်းကိုကွပြချမ်းသာသွားစေတာကဘာကကွပြချမ်းသာသွားစေတာတော့စိတ်ကကွပြသွားစေတာနော်စိတ်ညင်နွမ်းမှုတွေများရင်ဒါသူယုံမှလို့ဆိုရတယ်စိတ်စင်ကြယ်မှုတွေများရင်ဒါသူတော်ကောင်းလို့ဆိုရတယ်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့မိမိတို့ရဲ့စိတ်တက်ကလေးဖြူရှင်းတန့်ရှင်းအောင်နှုတ်ကြီးမှန်းချက်ကလေးထားပြီးတော့ကြိုးစားနိုင်ကြဖို့မလိုဘူးလားလိုတယ်လောဘဒေါသမောဟအညစ်အကြေးတွေနေအောင်ကြိုးစားရမှာပေါ့ဟုတ်လားအေး အဲ့ဒါလိုအငြိအကျေးနဲခြင်းနဲ့အငြိအကျေးနောက်ဆုံးကင်းသွားခြင်းနဲ့ဆိုရင်တတိပဌံတရား၄ပါးသည်ရှောင်လန်းကြရမယ်တကြောင်ဒီသောလံလို့မြတ်စွာဘုရားဟောတယ်နော်တတိပဌံတရားကိုပွားများရင်သေချာပေါ့စိတ်အငြိအကျေးဟာတစ်ချိန်ပြင်းနဲ့တန်ရှင်းစင်ကြယ်သွားမယ်ဝိတုဒ္ဓိတန်ရှင်းစင်ကြယ်မှုပေါ့နော် စိတ်ကဝိတုဒ္ဓိတန်ရှင်းစင်ကြယ်မှုဖြစ်လာတာနဲ့အမျှဝိမု ക്തി ဆိုတဲ့လွတ်မြောက်မှုချမ်းသာကိုတစားတစားရနိုင်တယ်ပေါ့ ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့သတိပဋ္ဌာန်တရားသည်အလွန်စစ်မှန်တဲ့အာကိုရာဖြစ်တယ်ဆိုတာကိုပုံမသဘောပေါက်စေဖို့နံပါတ်1သတိပဋ္ဌာန်တရားကိုပွားများရင်ရရှိမဲ့အကျိုးကျေးဇူးကိုအဲ့ဒါလိုနားလည်ကြရမယ်ပေါ့နော်စိတ်အညစ်အကြေးကိုတန်ရှင်းသွားစေခြင်းဆိုတဲ့အကျိုးကျေးဇူး